မင်းတွေပါချက်ပြီးသွားပြီစက်သားလည်းပြုတ်ပြီးသွားတယ်။နည်းနည်းအေးခံနေတဲ့အချိန်မှာသူ့ကိုထိုင်ကြည့်နေတဲ့အချိန်ရေတိုက်ပြီးတော့ရေခွက်အချလေးအချိန်မှာဟန်လေးကဖုန်းတုံးနေတဲ့အချိန်မှာပြန်တတိငိန်နေတော့တစ်ချက်ကြည့်ရတဲ့အချိန်မှာသူကမလုတ်တော့ဘူး။အာပြန်ကောပြန်ကော ိကိုကင်တော့လက်လည်းမလုပ်တော့ဘူးပေါ့နော်ဆိုတော့သူဟန်လေးကိုနှုတ်ဆက်သွားပါတယ်ခမင်းတော်ဘုရားသွားရတယ်ဘုရားမေယာမေယာတောင်းသမီးတို့မေယာချစ်ရတယ်နားလည်းပေါ်မှာမသိဘူးအာမေကောကောတငယ်ချင်းတွေကအတိဆုံးပါပေါ့နော်ဟန်လေးခွေးလေးတွေကိုသမီးအရန်အရေးပေးပါတယ်အခုလို့သမီးမကြွေးလိုက်ရတာဖြစ်တဲ့ကြွဟိုတောင်းပန်တယ်ဟို အကုန်လုံးပေါ့ခလေးအချစ်တွေရော့နေခင်လဲတောင်းမှတ်ပါတယ်တောင်းမှတ်ပါတယ်အာပြည့်တယ်လေသောမလကိရဒုမီသာဖရဒုမီလာလာဒီဝိစီဒါရလေသောမကိုစိတ်ချမ်းသာကြမှာပါစေတော့ကိုမဆုတောင်းမိဘူးကိုဆုတောင်းမိတာတခုပဲပေါ့နော်အာဟလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေး ်နောင်ဘွားမှာလူဖြစ်ပါစေကောင်းတဲ့နေရာမှာလူဖြစ်ပါစေကွာတီးယားအဲမနေ့တနေ့ရခဲကပွဲဖိတ်တယ်ပြီးတော့စာရေးလဲပို့ရဲအများကြီးပါဟန်လေးကဟုတ်ခေးလို့ပဲပြောရတယ်ဒါပေမဲ့ဟန်လေးမွေးနေ့နဲ့လဲတိုက်ဆိုင်နေ ဒီနေ့ကမင်းလေးရတကယ်တော့အစီအစဉ်လေးအများကြီးပဲပေါ့နော်ဟိုဘာအစီအစဉ်မှမလုပ်ဖြစ်လိုက်ပါဘူးအခွေလေးလည်းဆုံးသွားတာဆိုတော့ရန်စစ်မကောင်ဖြစ်နေရယ်အာကိုအဒီကလာပြီးပဲကိုဖုန်းနေခေါ်နေရတဲ့လာခဲ့ပါမယ်လို့ဟိုကွန်ပျူပေးတဲ့အနေနဲ့ရောက်လာတာပါလို့အော်ဟုတ်မင်းလေးကတော့ဟိုအရင်တော့အေးမကြီးတော့ပါဘူးပေါ့နော်အဲခွေလေးနေကအာ ဒီတလောက်ထိပဲရေဆက်ပါတယ်ထင်လို့ပါတယ်ဟုတ်အမ်သူကဟန်လေးလွန်ခဲ့ဗရနစ်ကလည်းပြောမှာဆိုတော့အမ်2018 19 19လောက်ကထင်မယ်အဲထိုင်းမှာကိုတိုင်းသွားဝယ်လာထိုင်းမှာကိုတိုင်းသွားဝယ်ပြီးတော့အဲလီလီစီးလာတယ်အတူတူသူ့ passport လုပ်ပေးပြီးတော့ကာကွယ်ဆေးအပြည့်နဲ့ပေါ့သူကအရန်အေးပါတယ်ဘလောက်တောင်အေးလဲဆိုတော့ခလေးကဟိုဟန်လေးအိမ်ပြန်ရောက်ရင်ခွေးလေးတွေကလာကြိုလို့ရှိရင်သူကအမီးလေးတော့ပဲနှံတာဟို အငဲတွေကိုသူကအရန်လိုက်ပြီးတော့မလုတ်ဘူးအသေးလိုက်မယူဘူးအဲသူ့ရဲ့ညီလေးတွေကိုသူဥစားပေးတယ်တခါမှလည်းဟောင်းတာလည်းမရှိဘူးအကျွေးတာလေးစားတယ်ဖျားမှားလည်းမရှိဘူးဒီတုံးကောင်ထဲမှာသူကကျမကြီးအကောင်းဆုံးအဲခြေတော့အင်္ဂါအစုံပေါ့ခလေးခွေးလေးတကောင်ကလက်မရှိဘူးအမဲလေးကလက်မရှိဘူးဖြတ်ထားတယ်အဖြူလေးကကျတော့အရေပြားယောဂါကိုလေးခေါက်လောက်ခံစားခဲ့ဘူးပဲဆိုတော့အဲခဏခဏအမွေးရရတယ်သူကလည်းကျမကြီးမကောင်းဘူး အဝါလေးက6တောက်ရှိတယ်ဟိုအကုန်လုံးပြည့်စုံတယ်ကျမကြီးကောင်းတယ်အဖျားလည်းတိတ်မဖျားဘူးမမဖြစ်ဘူး तू ကကျမကြီးအကောင်းဆုံးပဲအဲဒါမဲ့သူရင်ထွက်သွားတာကိုဟလေးမှာစိတ်ပါမအစင်တည်းမပြည့်စည်ရသေးပဲနဲ့ရုတ်ရက်ကြီးဖြစ်သွားတော့လို့ဟိုသူကရှူးရှူးပောက်တာကမထွက်တော့တာမထွက်တော့တတိထားပြီးတော့သူကသမင်းမစားတော့ဘူးဒုတိယရက်ကဟိုလာပြင်းနေဖြစ်နေရဲ့ဆိုတော့စိတ်ခန်းပိတ်မယ်ဆိုရင် အဟလေးကသူ့ကိုနားလဲအောင်ပြောလိုက်တယ်စိတ်ခန့်လေးပိတ်တယ်တားရေအမနက်ဖြန်မှာမေတို့စိတ်ခန့်သွားကြမယ်တီးခန့်ပေးနော်လို့ပြောတော့သူနားလဲတယ်ချင်တယ်သူနားလဲပေးတယ်အဲတပတ်သူထွက်မသွားအောင်အမန်ဆိုအဲ့နေ့တည်းသူထွက်သွားချင်တယ်ထင်ပါတယ်၃ညမြောက်မှာလဲသူကသမင်းမစားတဲ့အချိန်မှာအလေးကအာဆေးုံပြေးလိုက်တယ်ဆေးုံပြေးတော့ဆေးမကဆေးုံမဆစ်လိုက်တော့စီးမအလုံးတွေ့တယ်စီးမအလုံးတွေ့တော့ဘာအလုံးလဲသူတို့မသိဘူးဆရာဝန်တွေကတော့စမ်းကြည့်တယ် အသွေးဖောက်ပြီးစစ်မယ်ဆိုပေမဲ့ခလေးကထမင်းမစားထားတဲ့အချိန်ဆိုတော့အမ်ဘယ်လဲအမ်ရှိဘူးခလေးကသွေးမဖောက်ခိုင်းလိုက်ဘူးဆက်ဝင်ကားရလာမလုပ်ပါဘူးအမနဲ့ပြန်ဆိုတော့ဒီနေ့ပေါ့ဒီနေ့မှခလေးကဟိုစီးဖောက်ပေးမယ်ခလေးကိုအဲအမို့သွေးဖောက်ပေးမယ်မနေ့ဒီနေ့မှစစ်မယ်ဆိုပြီးတော့ဟိုစဉ်းစားလိုက်တာအဲ့အဲ့မနေ့ကမှဆေးသုံးချောင်းထိုးလိုက်တယ်ထိုးပြီးတော့အိမ်ရောက်ရောက်ချင်းရောက်တော့အပေါ်မှာခဏပဲ ခမင်းလေးပါချက်ပြီးသွားပြီစက်သားလည်းပြုတ်ပြီးသွားပြီနည်းနည်းအေးခံတဲ့အချိန်မှာသူ့ကိုထိုင်ကြည့်နေတဲ့အချိန်ရေတိုက်ပြီးတော့ရေခွက်အချလေးအချိန်မှာဟန်လေးကဖုန်းတုံးနေတဲ့အချိန်မှာပြန်တတိငိန်နေတော့တစ်ချက်ကြည့်ရတဲ့အချိန်မှာသူကမလုတော့အသက်မရှူတော့အချိန်မှာအမောင်လေးကိုအော်အော်ခေါ်တာပေါ့ရင်နေရမ်းတုံနေရယ်အမ်အဲ့လိုမျိုးခေါ်လိုက်တဲ့အချိန်မှာလက်ကလေးကိုကင်တော့လက်လည်းမလုတော့ဘူးပေါ့နော်ဆိုတော့သူဟန်လေးကိုနှုတ်ဆက်သွားပါတယ် အတီကတော့ကိုယ့်လက်ပေါ်မှာမသေးလဲရအောင်ကိုကသူ့ကိုထိုင်ဆောင်ပြီးထိုင်ကြည့်နေရနဲ့အမ်အတက်ထက်သွားတာပေါ့ဟိုအော်လဲမအော်ဘူးငိုလဲမငိုဘူးအမ်ဘာမှလောက်တော့မလောက်ပန်းနဲ့ငငိမ့်လေးထိုင်နေလို့ပုံစံလေးပဲအတက်ကလေးရှူတာရက်သွားတယ်အဲ့တော့ဟိုမနှက်ပြန်လဲစေကုပေးမယ်လို့ပြောထားရတဲ့ဒါနဲ့သူထွက်သွားရဲဆိုတော့ဟန်လေးကိုပေါ်ကြည့်ထပ်ပို့ပြီးစိတ်မညစ်စေချင်လို့ ကောင်းကောင်းမွန်နဲ့ထွက်သွားတယ်လို့ပဲမြင်ပါတယ်အဲဟလေပေါင်းသင်းငယ်ချင်းတွေကအားလုံးသိပါတယ်ဘာလို့လဲဆိုရင်ဟလေကအပြင်ဘယ်အချိန်ဘယ်နေရာမှာပဲရောက်နေရောက်နေပွဲရှိတဲ့အချိန်တွေပဲနေနေငါအိမ်ပြန်ရမယ်ငါအိမ်နမိခွေးသမီးအရင်ကျွေးရမယ်ခွေးသမီးကျွေးပြီးရင်ပြန်ထွက်လာခဲ့မယ်တို့တငယ်ချင်းနဲ့တောက်နေရင်တန်လန်ပဲဖြစ်ဖြစ်ထိုင်နေတန်လန်ဖြစ်ငါအိမ်ခဏပြန်လာအောင်မထမင်းကျွေးပြီးငါပြန်ထွက်ခဲ့မယ်ဆိုရဲအချိန်ကကိုကိုဘွားမှာသူတို့ကိုကိုကျွေးမှသူတို့ဆားရမှာဖြစ်တဲ့အတွက် သူတို့ကစောင့်နေတာ CCTV တောင်မှသူတို့တက်ပဲထောင်ထားလားအိမ်မှာတခိုးတွေပါတယ်ဆိုတာလေးကမကြောက်ဘူးသူတို့လေးတွေဘာဘာလုံးနေလဲဆိုတာ CCTV ကသူတို့၃កောင်တက်ပဲအများတန်းကြည့်နေတာလှည့်ပြီးကြည့်နေတာဆိုတော့ဟိုတငယ်ချင်းတွေကအသိဆုံးပါဗောနော်ဟန်လေးခွေးလေးတွေကိုထမင်းအရန်အရေးပေးပါတယ်အခုလို့ထမင်းမကြွေးလိုက်ရတာဖြစ်တဲ့ကြွဟိုတောင်းပန်နေဟိုအကုန်လုံးပေါ့ဟန်လေးအချစ်တွေရော့နေခဲ့ရင်လည်းတောင်းပန်ပါတယ်ဟိုခလေး အဲဒီနေ့လဲမွနိကိတ်အများကြီးပဲဟိုချစ်ချစ်ကြတဲ့တငယ်ချင်းတွေဟိုမိသားစုတွေပို့ပေးတယ်မွနိကိတ်လေးတွေကိုဟိုစုတောင်းလဲတဲ့အချိန်အချိန်တိုင်းပေါ့နော်အာကိုကိုစိတ်ချမ်းသာကြမ်းမာပါစေတော့ကိုမစုတောင်းမိဘူးကိုစုတောင်းမိတာတခုပဲပေါ့နော်အာဟလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေးအာနောင်ဘွားမှာလူဖြစ်ပါစေအာကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တောင်မှခွေးလေးဖြစ်နေရင်တောင်မှဟိုခြံကြဲကြီးနဲ့အဲ့လို မျက်ခင်းကြယ်ကြီးကိုသူကအရန်ကြိုက်တာဟိုခြံကြယ်ကြီးနဲ့မျက်ခင်းကြယ်ကြီးနဲ့အလိုမိသားစု ကောင်းတဲ့မိသားစုဝင်မှာကြံကြမမာနဲ့အသက်ရှင်ရှင်နဲ့နေစေချင်ပါတယ်ခလေးကို